ဒီနေ့ကျွန်တော်ပြောပြချင်တာကစိတ်နေစိတ်ထားနဲ့ပတ်သက်တဲ့စာအုပ်လေးတအုပ်အကြောင်းပါကျွန်တော်တို့ကကျွန်တော်တို့ရဲ့အပြင်ပန်းပုံစံအရက်အမောင်းနှာခေါင်းပုံစံမျိုးလုံးရောင်တွေကိုထိန်းချုပ်လို့မရပါဘူးဒါပေမဲ့ကျွန်တော်တို့ထိန်းချုပ်လို့ရတာကကျွမ်းကျင်မှုတွေနဲ့ကိုယ်ပိုင်စွမ်းရည်တွေပါသူတေသနာပညာရှင်ကာရိုတူဝက်ကသူမရဲ့ mindset စာအုပ်ထဲမှာလူတွေရဲ့ခံယူချက်ကို fixed mindset ပုံသေးစိတ်နေစိတ်ထားနဲ့ growth mindset တိုးတက်ပြောင်းလဲနေတဲ့စိတ်နေစိတ်ထားဆိုပြီးခွဲပြောထားပါတယ် ပုံသေးစိတ်ထားရှိတဲ့လူတွေကပါရမီရှိမှပဲလုံနိုင်မယ်လို့ယုံကြည်ကြတယ်။သူတို့မှာမွေးရပါအစွမ်းမရှိရင်ငါဒီအလုပ်ဘယ်တော့မှမတက်နိုင်ဘူးဆိုပြီးအရှုံးပေးလိုက်တယ်။သူတို့ရဲ့ကြွမ်းကျင်မှုတွေကဗီဇာထဲမှာမွေးကလေးကပါတဲ့လောက်ပဲလို့ထင်ကြတယ်။ဒါကြောင့်သူတို့မတက်တဲ့အရာကိုလေ့ကျင့်ဖို့စူးစမ်းရဲဆိုတာမရှိဘူး။စူးစမ်းခြင်းနဲ့စိတ်ထားရှိတဲ့လူတွေကစူးစမ်းရင်ဘာမဆိုရနိုင်လဲဆိုတဲ့ခံယူချက်ရှိတယ်။ရည်မှန်းချက်အတွက်အထောက်မှုစိတ်ရှိမှုအချိန်ပေးလေ့ကျင့်မှုတွေကိုအလေးထားကြတယ်။ ီစာအုပ်ထဲမှာကတင်ကန်းစာ၃မျိုးကိုတင်ပြထားပါတယ်။တင်ကန်းစာ၁ကော်ပိုရိတ်ကုမ္ပဏီကြီးတွေကလူတွေကို fix mindset ဖြစ်အောင်လုပ်လိုက်တယ်။ McKinsey ဒါမှမဟုတ် Goldman Sachs လိုမျိုးကုမ္ပဏီကြီးတွေကဘွဲရအကောင်ဆုံးတွေကိုခန့်ပြီးတာနဲ့ချက်ချင်းပြီးပြည့်စုံတဲ့စွမ်းဆောင်ရည်ကိုမျှော်လင့်ကြတယ်။ဝန်ထမ်းတွေကိုအလုပ်တင်မလုပ်ခိုင်းပဲလုပ်ငန်းခွင်ရေကန်တဲ့ကိုဆွဲချပြီးအမားလုံးမိမလားဆိုပြီးအနီးကပ်စောင့်ကြည့်နေကြတယ်။ မတော်တဲ့သူကိုချက်ချင်းအလုတ်ထုတ်ပစ်တယ်။ဝန်ထမ်းတွေကစမ်းသစ်တီထွင်မှုမရှိဘဲအမားကင်းမဲ့အလုတ်တွေကိုသာပုံမှန်လုပ်ရင်း fixed mindset ကိုမွေးဖွားလာပါတယ်။သင်ခန်းစာနှစ် growth mindset ဆိုတာစစ်မှန်တဲ့သင်ယူလို့စိတ်ကနေစတယ်။ကလေးတွေကိုခက်ခဲတဲ့သင်္ချာပုံစံတွေပေးလိုက်ရင် သူတို့ကပျော်ပျော်ရွှင်ရွှင်လုပ်ကြပြီးအဲ့လိုပုံစံမျိုးတွေကိုပိုလိုချင်ကြတယ်။ကလေးတွေရဲ့ခက်ခဲတဲ့စိန်ခေါ်မှုတွေကိုရင်ဆိုင်ခြင်းနဲ့ဆန္ဒကအမြဲတမ်းအမှတ်ကောင်းကောင်းရချင်လို့မဟုတ်ပါဘူး။ ဒါပေမဲ့သူတို့ကိုသူတို့အစွမ်းကုန်တွန်းအားပေးနိုင်လို့ရလာတဲ့ရလတ်ကိုခြေနဲ့လက်ခံမှုကနေလာတာပါသူတို့ကအကျိုးစားရင်ဘာမဆိုရနိုင်လဲဆိုတဲ့စောင်ပုတ်ကို လက်ခံထားကြတယ်ထင်ရှားတဲ့ဥပမာနှစ်ခုကတော့ Chrysler ကိုဥဆောင်ခဲ့တဲ့ Lilac ကိုကာနဲ့ IBM ရဲ့အရင် CEO ဖြစ်ခဲ့တဲ့ Gartner တို့ပါပဲကုမ္ပဏီတွေကြာဆုံးနေချိန်မှာနှစ်ယောက်စလုံးဝင်လာပြီးနှစ်ယောက်စလုံးအောင်အောင်မြင်မြင်ပြန်ပြီးအဖက်ဆယ်နိုင်ခဲ့ကြတယ် ွာခြားချက်ကတော့နောက်ပိုင်းမှာဘာတွေဆက်ဖြစ်လဲဆိုတာပါပဲ။လာကူကာကတော့ပေါပေါဆဆဖြစ်လာတယ်။သူကအောင်မြင်မှုတွေကို သူ့တူတဲ့အတွက်ယူခဲ့တယ်။သူ့ကိုအပေးချီမွမ်းတဲ့သူတွေနဲ့ဝန်းရံထားပြီးကုမ္ပဏီအကြောင်းထက် သူ့ပုံရိပ်အကြောင်းပို့ပြီးစိုးရင်ခဲ့တယ်။ရောင်းအားကျစင်နာကိုလစ်လူရှုခဲ့ပြီးစမ်းတစ်တီထွင်တဲ့ဒီဇိုင်နာတွေကိုတော့အလုပ်ထုတ်ခဲ့တာကြောင့်ကုမ္ပဏီကပြန်ပြီးကျစင်သွားတယ် ဂါစနာကတော့ IBM မှာဖြစ်နေတဲ့အတွင်းပဋိပက္ခတွေက အဖွဲလိုက်လှုပ်ဆောင်မှုနဲ့ဝန်ဆောင်မှုတွေကိုအထောက်အကူမပြုဘူးဆိုတာကိုသိခဲ့တယ်။ဒါကြောင့်သူကအပေါ်အောက်အစင်စင်အလုတ်ခွဲထားတဲ့စနစ်ဟောင်းတွေကိုဖြိုဖျက်ပြီးကောင်းမွန်စွာဆက်သွယ်နိုင်ဖို့သူကိုယ်တိုင်ဝန်ထမ်းအဆင့်ကိုအစင်စင်ဆင်းပြီးထိတွေ့ဆက်ဆံခဲ့တယ်။အဖွဲလိုက်လှုပ်ဆောင်မှုနဲ့အတိတ်ကကြာရှုံးမှုတွေကနေတင်ယူခြင်းစတဲ့စစ်မှန်တဲ့ growth mindset ကိုပြသခဲ့ပြီး IBM ကိုရေရှည်တည်တဲ့အောင်မြင်မှုတွေယူဆောင်လာခဲ့တယ်။ ကျွန်တော်ကစားသမားဘဝမှာတစ်ချက်ပေါင်း9000ကျော်လွယ်ခဲ့ဘူးတယ်။ဂိမ်းပေါင်း300နီးပါးရှုံးခဲ့ဘူးတယ်။26ကြိမ်ဂိမ်းနိုင်ရမယ့်တစ်ချက်ကိုပြစ်ခွင့်ရခဲ့ပြီးလွယ်ခဲ့ဘူးတယ်။ကျွန်တော်ဘဝမှာအချိန်ချင်းခါကကြာရှုံးခဲ့တယ်။ဒါကြောင့်မို့လို့ကျွန်တော်အောင်မြင်ခဲ့တာပဲလို့ဘတ်စကတ်ဘောသမိုင်းမှာပထမဆုံးဘီလီယံနာဖြစ်လာခဲ့တဲ့မိုက်ကယ်ဂျော်ဒန်ကပြောသွားခဲ့တာပါ။သင်ခန်းစာ ကျွန်တော်တို့အားလုံးဂေါသမိုင်းဆက်နဲ့မွေးဖွားလာကြတာဖြစ်ပြီးဘယ်အချိန်မှစိုးစိုးစားမှုကိုပြန်လည်စတင်နိုင်ပါတယ်။ကလေးငယ်လေးတွေမှာအကန့်အသတ်ဆိုတာမရှိပါဘူး။ဘယ်အရာကိုမစိုးတင်ယူခြင်းကြတယ်။ဒါပေမဲ့တစ်နှစ်ကနေသုံးနှစ်ကြာမှတင်စိတ်နေသဘောထားကိုတတ်မှတ်နိုင်ပါပြီ။ဝင်နေတဲ့တခြားကလေးငယ်လေးတွေကိုကူညီဖို့စူးစမ်းတတ်တဲ့ကလေးငယ်လေးတွေကဂေါသမိုင်းဆက်ရှိတဲ့သူတွေဖြစ်ပြီး Fish Mindset ရှိတဲ့ကလေးငယ်လေးတွေကတော့ဒါကိုစိတ်နှောက်ရှက်ဖြစ်စိတ်ဆိုးတတ်ကြတယ်။ ျွန်တော်တို့ရဲ့မိဘတွေအပြင်ဆရာဆရာမတွေကလည်းကျွန်တော်တို့ရဲ့စိတ်နေသဘောထားဖြစ်ပေါ်လာပုံမှာအရေးပါတဲ့အခန်းကဏ္ဍကနေပါဝင်နေပါတယ်။မကောင်းတဲ့ဆရာတယောက်ကဒီအဆင့်ရတဲ့ကျောင်းသူတယောက်ကိုဘယ်တော့မှဘာမှဖြစ်လာမှာမဟုတ်ဘူးလို့ပြောနိုင်တယ်။ဒါပေမဲ့ကောင်းမွန်တဲ့ဆရာတယောက်ကတော့သူမကိုပို့ပြီးစူးစမ်းဖို့နဲ့နောက်ဆမှုဘက်မှာပိုကောင်းအောင်လုပ်ဖို့တိုက်တွန်းပါလိမ့်မယ်။မိုင်းဆက်စာအုပ်ကအောင်မြင်မှုနဲ့ရှုံးနိမ့်မှုကတင့်ရဲ့ခံယူချက်ပေါ်မှာပဲမူတည်တယ်ဆိုတာကိုရှင်းပြတယ်။ fish mindset ကကျွန်တော်တို့ကိုကန့်တတ်ထားမယ် growth mindset ကတော့ကျွန်တော်တို့ကိုပုံမူတိုးတက်စေပါတယ်ဒီစာအုပ်ကစိတ်နေသဘောထားနှမျိုးပဲကလာတယ်ဘလို့အကျိုးဆက်တွေရှိတယ် growth mindset ကိုဘလို့လက်ခံကျင့်သုံးနိုင်တယ်ဆိုတာကိုကောင်းကောင်းရှင်းပြထားပါတယ်ကိုဘွားမာရောဘလို့ mindset မျိုးနဲ့ရှင်းတန်းနေလဲဆိုတာပြန်သုံးသပ်ကြည့်တင်ပါတယ်အဆုံးထိ နားထောင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်